မင်္ဂလာပါခင်ဗျာတင်းနိုင်တဲ့အစည်းအဝေးကနေကြိုးဆိုလိုက်ပါတယ်ဒီအစည်းအဝေးကို Dome Watch ဖွဲ့သားတွေကအစည်းအဝေးတင်ဆက်ထားပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ Modern Bank ခေါင်းဆောင်ကုကျဲဦးဒဝက်ခဲမတ်တီတိုင်ကဖန်စီထေသိမ်းလိုက်တဲ့သတင်းလောင်လုံးမြောက်ပိုင်းမှာဆက်အနာရှင်တပ်စစ်ကြောင်းဒုံးနဲ့ပုတ်ချတက်ခိုက်ခံရတဲ့ခြေနေထိုင်းမြန်မာနယ်စပ်ထိခီရွာကိုဆက်အနာရှင်တပ်လင်းရင်နဲ့ပုတ်ထွက်ခဲ့တဲ့အကြောင်း ပလာမြုပ်နာကမင်းပြရွာမှာ နေ30ကျော်ဆန္နာရှင်တန်မီရှိုတဲ့တဲ့ထိုင်းကမြန်မာနိုင်ငံသား60ကိုနေရပြန်ပို့လိုက်ပြီးအခုနေတွင်ပြန်ပို့ခရရသူ1800နီးပါးရှိလာတဲ့အကြောင်းစတဲ့တဲ့အကြောင်းအရာတွေကိုပြောပြပေးမှဖြစ်ပါတယ်လောင်ညိုနေကြေးဆိုင်တွန်လိုင်းအပွဲတစ်ခုဖြစ်တဲ့မော်ဒပ်အပွဲကောင်းဆောင်ကိုကျုပ်ကို ဖန်စီထိသိမ်းထားတယ်လို့ ဒဝခေအမှတ်တေတိုင်တိုင်မူစီဝံကဒေဗျူပြောပါတယ်။ကိုကျော်ကိုအော်တိုဘောင်းက9ရက်နေ့ကဖန်စီခေတာဖြစ်ပြီးလက်ရှိမှာဆက်လက်ထိသိမ်းထားတယ်လို့တိုင်မူစီဝံကပြောပါတယ်။လောင်လုံးမြို့နယ်ပြည်သူလူချိုးရေးတပ်ဖွဲ့ပါလဖစကန်တခုကိုကိုကျဲဦးတွားရောက်တဲ့အချုပ်တမ်းမှတ်တမ်းတခုအော်တိုဘားလရှေ့မှာ လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာပါတယ်။အဲ့ဒီရုပ်သားမှတ်တမ်းမှာ ပါလပစခန်းရှိကိုကိုကျဲဦးကပင်စတိုတနက်တလက်ကိုင်းဆောင်ကလက်မြောက်ဝင်လာပြီးစကားပြောနေချိန်ပြစ်ခတ်တမ်းတစ်ချက်ထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့်ဒေသခံချိုချာကိုကျဲဦးကိုပစ်တက်လိုက်တဲ့ဆိုပြီးတရင်တွေပြန့်နှက်ခဲ့တယ်လို့သူ့ရဲ့အသက်အန္တရာယ်အတွက်စိုးရိမ်နေတယ်လို့မိသားစုဝင်တွေနဲ့နှိစပ်သူတွေကပြောပါတယ်။ လောင်လုံးပါလာပတောင်ကန်ကိုရာသာကတော့ကိုကျဲကကြိုတင်အကြောင်းမကြပဲပါလာပစကန်ထက်ကိုလက်နဲ့ကင်ဆောင်ပြီးဝင်လာတဲ့အတွဲချောင်းလက်ပိတ်ခတ်ပြီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုပိတ်ခတ်ရမှာလေအရှိကနေချောင်းလက်ပိတ်ခတ်တာပဲဖြစ်ပြီးကိုကျဲဦးမှာထိခိုက်တံရရတာမရှိဘူးလို့ကိုရာသာကပြောပါတယ်ဒါပြင်ကိုကျဲဦးကလက်နဲ့ကင်တူဖြစ်တဲ့အတွဲဒဝဲခဲအမှတ်တဲတိုင်ကိုရအပ်လိုက်တာဖြစ်တယ်လို့ပြောပါတယ် ဖန်စီထိတ်သိမ်းထားတဲ့ကိုကျဲကိုဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတာကိုတော့တိုင်မှုစီဝံကအသေးစိတ်မဖြေချသေးပါဘူးပြီးရတဲ့ရပိုင်းကကိုကျဲဟာလောင်လုပါလပတပ်ဖွဲ့ဝင်နှုတ်စီတွားရောက်ပြီးပရင်စတိုတနက်တလဲစကားပြောဆက်တလို့ကြီးစံအတောင့်30လောက်နဲ့လက်ထိတ်တစ်ခုကိုတင်စီလာခဲ့ပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့မော်ရပတ်အဖွဲ့ကထုတ်ပြန်တဲ့ရုံတံမှတ်တမ်းမှာတော့ ပါလာပါတပ်ဖွဲ့ဝင်နှစ်ဦးဟာသူ့ကိုလုံခြံမှုမှာပါတဲ့အတွေ့အခုလိုလောက်သိစီတာဖြစ်တယ်လို့ဆိုပြီးကိုကျဲဦးကပြောဆိုထားပါတယ်။အဲဒီနောက်ပါလာပါတာဝန်ရှိသူတွေနဲ့တွေ့ဆိုဆွေးနွေးဖို့အော်တိုဘလ9ရက်နေ့ပါ ကိုကျဲဦးနဲ့အခြားတပ်ဖွဲ့ဝင်နှစ်ဦးဟာပါလာပါစခန်းကိုတွားရောက်ချေဖမ်းဆီးခံရတာလို့မော်နပတ်တပ်ဖွဲ့ဝင်တူကပြောပါတယ်။ ရုံးသားမှတ်တမ်းအရပါလာဖာစခန်းရှိမှာလက်မြောက်ပြီးစကားပြောနေတဲ့ကိုကျဲဦးလက်ထက်မှာပက်စတိုတနက်တလက်ကင်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီတနက်မှာဒီဆန်မရှိဘူးလို့မော်နပတ်တပ်ဖွဲ့ဝင်ကပြောပါတယ်။ဒါပေမဲ့လောင်လုံးပါလာဖာတောင်ကန်ကိုရာသာကတော့ကျုပ်ကန်ဆောင်လာတဲ့ပက်စတိုတနက်မှာဒီဆန်တွေအသင့်ဖြစ်ထားတယ်လို့ပြောပါတယ်။ဒီချင်းနေကိုတော့ဒိုဝဲဝါ့စ်အနေနဲ့တိကျအတည်မပြုနိုင်ပါဘူး။ လက်ရှိမှာကိုကျဲကိုဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကိုလည်းတာဝန်ရှိသူတွေကထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ကိုကျဲနဲ့တူပါလာပါစခန်းကိုတွားရောက်ခဲ့တဲ့မော်ရပတ်တပ်ဖွဲ့ဝင်နောက်တဦးဟာလေးဖမ်းဆီးခံထားရပါတယ်။မော်ရပတ်ခေါင်းဆောင်ကိုကျဲဦးဟာ လောင်နုပါဖာနဲ့ပကဖာအတောင်ရှိသူတချို့ကိုအသက်အန္တရာယ်ခြေချောက်ပြောဆိုရဲဆိုပြီး2024ခုနှစ်မေလမှာဒဝခိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပထမအကြိမ်တွားရောက်ဖမ်းဆီးခဲ့ဖူပါတယ်အခုနှစ်ဇူလိုင်လကိုပိုင်းမှာလေဒဝခဲအမှတ်တေတိုင်ကဒုတိယအကြိမ်တွားရောက်ဖမ်းဆီးခဲ့ဖူပါတယ်။လောင်လုံးမြောင်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့ဆရာနာရှင်တပ်စစ်ကြောင်းဟာ အော်တိုဘားလရှင်နေမနဲ့ပိုင်းကဒုံးနဲ့ပိုးချတက်ခိုက်ခံရတယ်လို့ဒေတာခန်တွေကပြောပါတယ်။အင်အားတရာနီးပါးရှိတဲ့ဆာမာရှင်တပ်စစ်ကြောင်းဟာအော်တိုဘားလရှင်နေမနဲ့ပိုင်းကဒဝင်မြို့ကနေလောင်မြို့နယ်တောရှိကျွာရှိစက်ပြူရင်တိတ်ပန်းကျောင်းရောက်လာခဲ့တာပါ။အဲ့ဒီစစ်ကြောင်းဟာစက်ပြူရင်တိတ်ပန်းကျောင်းကနေလောင်မြို့နယ် ပန်းစီဂျီဝါကိုစစ်ကြောင်းထူထင်မှာတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံချတက်ခိုက်ခဲ့လို့ဆက်အနာရှင်တပ်သား2ဦးတန်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဆက်အနာရှင်တပ်စစ်ကြောင်းကိုဘယ်တော်လိုင်းတပ်တွေကတက်ခိုက်ခဲ့တာဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူး။ ဒုံဘုချတက်ခဲခံရပေးတဲ့နောက်စစ်ကြောင်းဟာပန်းစီကြွာဖိုးကြီးကြောင့်မှကတိအလှူအတွဲလောဟပိနေတဲ့ဇွာသားအချို့ကိုဖန်စီခေါ်ဆောင်သွားပြီးအမှန်တရားလေးတန်ရင်အတွင်ဖန်စီချုံအောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။အဖမ်းခံထားရတဲ့လူဦးရေဘလောက်ရှိတယ်ဆိုတာနဲ့ပြန်လို့မလို့အခြေအနေတွေကိုတော့ဒုံဝချနေနဲ့စုံစမ်းနေစေဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းဟာ ီနေ့အော်တိုဘာလ9ရက်နေ့ထိစိုက်ပျိုးတိတ်ပန်းကြောင့်မှတက်ဆွဲထားစေ ဖြစ်ပါတယ်။လောင်လုံးမြို့အနီးရှိတဲ့ညင်မော်ရွာကိုလည်းအော်တိုဘာလ9ရက်နေ့ဒီကနေ့မနေ့ပိုင်းကဆက်နာရှင်တက်စစ်ကြောင်းတစ်ကြောင်းရောက်ရှိလာပြီးညင်မော်ရွာမှာနေတဲ့ရွှေပြောင်းလှုပ်သားငါးဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ စစ်ကော်မရှင်ကအလုံးမဲ့ရွှေကောက်ပွဲနီလာချိန်မှာစစ်အနာရှင်တဟာဒဝေကန်ထဲကတွန်လိုင်းတပ်တွေထိချုပ်ထားတယ်လို့ယူဆရဲဒေသထဲကအရွာတွေကိုစစ်ကြောင်းထိုးတာနဲ့လေကြောင်းတက်ခိုက်တာတွေလှုံ့ဆော်လာနေတာကိုတွေ့ရပါတယ် ထိုင်းမြန်မာနယ်စပ်မှာတင်းမျိုးသားစီအိုကင်ယူတမားလေးတချုပ်ထားတဲ့တိကီရွာကိုဆက်နာရှင်တပ်ကအော်တိုဘလာရှိမော်ရက်တနိုင်မိနစ်လေးဆက်လာမှာဗုဒ္ဓတ်ချက်ခဲ့တယ်လို့ခင်ယူတမားလေးဗစ်တဝေခန်းစီကတီးရပါတယ်။မင်းကမင်းစောပိုင်းတိကီရွာကိုဝိုင်းတွဲလေးနဲ့ပိုချက်တက်ခိုက်ပြီးတဲ့နောက်မော်လယ်ပိုင်းမှာတိုက်လေရင်နဲ့ဗုဒ္ဓတ်ချက်ခဲ့တယ်လို့ခင်ယူတမားလေးဗစ်တဝေခန်းတွင်မှုပရိုဆိုအနာကပြောပါတယ်။ ပိုကျတက်ခိုင်းမှုနှစ်ခုစလုံးမှာအဆောက်အုံနဲ့လူကြီးတချို့ထိခိုက်ပျက်စီးမှုရှိပေမဲ့လူထိခိုက်မှုမရှိဘူးလို့ပရိုဆိုရနာကပြောပါတယ်။ဆက်အနာရှင်တက်ကထိုင်းနေဆက်အနေထိခိဖမလေချောင်းပိုကျမှုအခြေချင်းလှူဆောင်နေပေမဲ့ထိုင်းအစိုးရဘက်ကအရေးတူတုတ်ပြန်တာမရှိသလို့ နိုင်ငံနဲ့ဇက်မာတိုက်ပွဲမဖြစ်ရလေကြောင်းကနေပုံမကျရဆိုတဲ့နိုင်ငံသဘောတူညီချက်နဲ့နိုင်ငံတကာသဘောတူညီချက်ကိုဆက်နာရှင်တပ်ကဖောက်ခဲရရှောက်တယ်လို့လေပရိုဆိုရနာကပြောပါတယ်လေကြောင်းနဲ့ဘူကျဲတိုက်ခိုက်နေတာကြောင့်တီခီရွာကဒေသခံတွေထွက်ပြေးတိရှောင်နေကြရတာပါမင်းကဝိုက်တွဲလေးနဲ့တီကီရွာကိုလေချောင်းတက်ခဲမှုစဲကြီးမှာ120မမအလုံးကြီး40ကျော်ကျဲချတက်ခိုက်ခဲ့တယ်လို့ခင်ယူတမဟာလေးစီကအတည်ရပါတယ် အိတ်တက်ခိုင်မှုကြောင့်ဒေသခံ350ကျော်ထွက်ပြေးတရှောင်နေရတယ်လို့လည်းခင်ယူတမဟာလီစီကသိရပါတယ်ပလောမျိုးနဲ့ပလာမျိုးအနီးမြေပြင်ဝါကနေ30ကျော်ဆန္ဒရှင် တက်ကမိရှုဖြစ်စီခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ် အော်တိုဘားလာ၄ရက်နေမှာမိမိရွာမြုံရင်ရက်ကွက်ကနေ၃လုံး၆ရက်နေမှာ နေ9လုံး၈ရက်နေမှာတလုံးစုစုပေါင်းနေ17လုံးမိရှုပ်ခံရရတာပါဘလာမြို့ပေါ်နဲ့မိမိရွာအပါဝင်အနီးနားကအရွာတွေမှာဆန္ဒရှင်တပ်စစ်ကြောင်းနဲ့ပြည်သူကာကွယ်ရေးပူးပေါင်းတပ်တော်နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာနှစ်လကျော်ကြာလာပြီလို့ဒေသခံတချို့နဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတချို့ကပြောပါတယ် ဆရာနာရှင်တန်စေချောင်းဟာပလောမြို့နယ်ပလောက်ပလာကနေဘိမြို့ထိအမှတ်ရှိပြည်တော်စုလမ်းမကြီးကိုစုမှုထေချိုနိုင်ဖို့နဲ့ရေကောက်ပွဲကျင်းပနိုင်ဖို့အတွက်ပြည်တော်စုလမ်းတလျှောက်ကိုစေချောင်းထုံးနေတားလို့ပေးခဲ့အမှတ်တိတန်ရင်က တိုက်ရင်မှုပုံပြအောင်ကပြောပါတယ်။ဒါပြင် ၄င်းစဉ်ဒီပါတိုက်ပွဲဖြစ်နေပြီးအော်တိုဘားလ၂ရက်နေ့ကလည်းမိမိရွာထဲကိုတိုက်လေရင်နဲ့ပုံနယ်လိုကြက်ချတိုက်ခိုက်ခဲ့တယ်လို့ပိုက်ဖိုက်စတဲ့နန်းနဲ့ပါလက်ပတ်ပြတ်ခတ်ခဲ့ပါသေးတယ်။နောက်ဖက်တိုက်ပွဲနဲ့လေချောင်းရေချောင်းကလည်းနဲ့ကျင်းနဲ့ပြက်ခတ်တက်ခိုက်တာလိုချောင်းဗလာမြုတ်ခံတွေနဲ့မင်းပင်ရအပါဝင်အနည်းငယ်ချင်းဂျီဝါကဒေတာခံတွေစစ်ပေးရှောင်နေကြပါလေ စစ်ကောင်စီကစစ်မှုထမ်းဥပဒေကြောင့်ပြအာရမစစ်သားစုဆောင်တာတွေလုံနေချင်းထိုင်နိုင်ငံရန်အောင်ထီထီစခန်းကမြန်မာနိုင်ငံသား90ကိုကော့တောင်းဖက်ဒီကနေ့ထပ်မံလွှဲပြောင်းလိုက်တယ်လို့ကိုရင်လိုက်ပါပူဆောင်တဲ့မြန်မာနိုင်ငံသားစီကတည်ရပါတယ်စစ်တမလာ9ရက်နေ့နဲ့23ရက်နေ့မှာမြန်မာနိုင်ငံသား290နဲ့2ယောက်ကိုနေရပြန်ပုတ်ခဲ့ပြီးနောက်အခုအော်တိုဘာလအတွင်းထပ်ပြီးလွှဲပြောင်းလိုက်တာဖြစ်ပါတယ် ဒီနေ့အော်တိုဘလာကိုရင်းနေ့အနေလေကထန်နေကအတွင်းအကြောင်းမျိုးမျိုးနဲ့ပြည်တန်ကြခံရပြီးရန်အောင်ထေသေးစခန်းမှာထေသိမ့်ထားတဲ့မြန်မာနိုင်ငံသားမျိုးသား81ယောက်နဲ့အမျိုးသမီး9ယောက်ကိုကော့တောင်းမျိုးကိုထမ်းမှလွဲပြောင်းပေးခဲ့တာပါဒီလိုနေ့ရက်ပြန်ပေါ်တာ2025ခုနှစ်တွင်စနစ်ကြီးမြောက်ဖြစ်ပြီး အခုနှစ်တွင်နေ့ရက်ပြန်ပို့ခံရသူ1960ဦးရှိလာပြီဖြစ်ပါတယ် ပြီးခဲ့တဲ့2024ခုနှစ်ထံမှာလည်းရန်အောင်ထေသေးစခန်းကနေကွက်တောင်းကိုပြန်လွှတ်ပြောင်းပေးတာစုစုပေါင်း16ကြိမ်အထိရှိခဲ့ပြီးမြန်မာနိုင်ငံသား2005ရောက်အထိပြန်လည်ပို့ဆောင်ခဲ့ပါတယ်နေရပြန်ပုံမဲ့မြန်မာနိုင်ငံသားတွေကိုရနောင်းခေါန်နှန်းဟောင်းမိပြတိုက်တန်းကနေတဆင်ကော့တောင်ဘက်ကိုဆက်လက်တွင်လွှဲပြောင်းပေးခဲ့တာပါ။ ဒါပြင်စစ်ကောင်စီကလည်းနေရပြန်လဲပို့ဆောင်ခံရသူတွေကိုစစ်မှုထမ်းအတမှအကျိုးဝင်ဖမ်းဆီးခေါ်ဆောင်တာတွေဆက်တိုက်လုဆောင်နေရလို့စစ်မှုထမ်းဆူဆောင်ခံရသူတွေစီကသိရပါတယ်ခုလိုနာစင်ပေးရတဲ့အတွက်ကျေးဇူးထူးတင် ရှိပါတယ်။မြန်မာနိုင်ငံသားများကပ်ဘေးပေါင်းကနေအမြန်ဆုံးလွှမ်းမြောက်နိုင်ပါစေလို့ဒီမောင်က join တော်တာလာစုမောင်ကောင် တောင်းလိုက်ပါတယ်ခင်ဗျာ။